တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာဓမ္မရာဇဝင် စတုထဆောင် အခန်းကြီး15မှာဆက်ခွန်အထိဖြစ်ပါတယ်။ဓမ္မရာဇဝင် စတုထဆောင် အခန်းကြီး15ယူဒဘုရင်ဩစီဣတရေလရှင်ဘုရင်ရေယောပေါန်နန်းဆန်နဲ့18နှစ်တွင်ယူဒရှင်ဘုရင် အာမစီတာပေါ်စီတီအသက်16နှစ်ရှိသောနန်းထိုင်၍ဂျေရုရှလင်မြို့၌52နှစ်ဆိုးဆန့်လေ၏မေတော်ကဂျေရုရှလင်မြို့သူဂျေခေါလိအမည်ရှိ၏ထိုမင်းသည် ခမဲတော်အာမစီပြုသည်။အတိုင်းသာဝရဖျားရှိတော်၌တရားတော်အမှုကိုပြု၏တို့ရတွင် မြင့်တော်အရက်တို့ကိုမပယ်ရှားသောကြောင့်လူတို့သည် ထိုအရက်တို့၌ရစ်ပူဆော်၍နန္တာပေါင်းကိုမိရှုကြ၏။ထာဝရဖျားသည်ဒဏ်ခတ်တော်မူသဖြင့်ရှင်ဘရင်သည်တည်သည့်တိုင်အောင် လူနာဆွဲ၍ခြားနာသောနန်း၌နေရ၏။သားတော်ယောသန်သည်နန်းတော်ကိုအုပ်၍နိုင်ငံတော်မူကိုစီရင်ရ၏။အောစီပြုမူသောအမှုအရာကျွင်းလေသမျှတို့သည်ယူဒရာဇဝင်၌ရေးထားလျက်ရှိ၏။အောစီသည် ဘူဘေတို့နဲ့အိပ်ပျော်၍သူတို့နဲ့အတူဒါဝိမျိုး၌တချိုချင်းကိုခံလေ၏တားတော်ယောဒန်သည်ခမဲတော်အရာ၌နန်းထိုင်၏ဣတယီလဘရင်ဇာခရီယူဒရှင်ဘရင်အောဇီနန်းဆန်38နှစ်တွင်ရေယောပေါန်သားဇာခရီသည်ရှမာရီမျိုး၌မင်းပြူ၍ဣတယီလနိုင်ငံကိုစိုးစံ၏ထိုမင်းသည် ဘိုးဘေးပြုသည့်အတိုင်းသာဝရဖျားရှိတော်၌ဒုစရိုက်ကိုပြု၍ဣတေယီလအမျိုးကိုပြစ်မှားစေသောနေဘတာရေရောပေါင်ဤဒုစရိုက်ပြစ်တို့ကိုမစုံမဲနေ၏ယာခတာရှလုံးသည်စာခရီမင်းတစ်ဖက်၌တင်းဖွဲ့၍လူများရှိမှတေအောင်လှုပ်ကြံပြီးလျင်သူဤအရာ၌နန်းထိုင်၏စာခရီပြုမှုသောအမှုအရာကျွင်းလေသည်များတို့သည်ဤတေယီလရာဇဝင်၌ ရေးထားလျက်ရှိ၏ထို့သောထာဝရဖရာကတင်ဤတာမြေလေးဆက်တိုင်အောင်ဣတိယလနိုင်ငံယာစပလင်ပေါ်မှထိုင်ရမည်ဟုယေဟုအားမိတော်မူသောစကားတော်ပြေဆုံးတည်းဣတိယလဘရင်ရှလုံယူဒာရှင်ဘရင်ဩဇိနန်းဆန်39နှစ်တွင်ရှလုံသည်နန်းထိုင်၍ရှမာရီမြို့၌တလဆူးဆန်လေ၏ဂါဒီတာမေနဟင်သည် တိရဇာမျိုးမှရှမာရီမျိုးတို့သွား၍ရာဖတ်သားရှလုံကိုတေအောင်လှုပ်ကြံပြီးလျင် သူဤအရာ၌နန်းထိုင်၏ရှလုံပြုမှုသောအမှုအရာကျွင်းလေသမျှတို့နှင့်တင်းဖွဲ့ခြင်းအရာသည်ဤတေလာရာဇဝင်၌ရေးထားလျက်ရှိ၏ထိုအခါမေနဟင်သည်တိဖာသားမျိုးနှင့်မျိုးသားများတိရဇာမျိုးအလွန်တိဖာသားမျိုးနှင့်များတို့ကိုလှုပ်ကြံ၏မျိုးတကားကို သူအားမဖွင့်သောကြောင့်လုံးကျန်၍ကိုဝင်ဆောင်သောမိမအပေါင်းတို့၏ဝန်းကိုခွဲလေ၏ဤတည်လာဘရင်မေနှင်ယူဒရှင်ဘရင်အောစီနန်းဆန်39နှစ်တွင်ဂါဒီတာမေနှဟင်သည်နန်းထိုင်၍ရှမာရီမြို့၌ဤတည်လာနိုင်ငံကိုဆယ်နှစ်ဆိုးဆန့်လေ၏ထိုမင်းသည်ထာဝရဘုရားရှိတော်၌ဒုစရိုက်ကိုပြု၍ ဤတေလအမျိုးကိုပြစ်မှားစေသော နေဘတာရေရောပေါင်ဤဒုစရိုက်ပြစ်တို့ကိုမစုံဘဲနေ၏အာရှူရီရှင်ဘရင်ပူလာသည်ဤတေလပြည်ကို တိုက်လာ၏မေနဟင်သည်မိမိအာနာတီစေမီအကြောင်းကိုလမင်းမဆားစေခြင်းကငွေခွက်တပေါင်းကိုဆက်ရ၏အာရှူရီရှင်ဘရင်အားဆက်เสียဟုမေနဟင်သည် ဤတေလအမျိုး၌ငွေခွဲ၍ရတတ်သောသူတိုင်းအကျက်90စီပေးရ၏ထိုကြောင့်အာရှူရီရှင်ဘရင်သည် မနေမိမိပြည်သို့ပြန်သွား၏မေနဟင်ပြုမှုသော အမှုအရာကျွင်းလေသမျှတို့သည်ဤတေလရာဇဝင်၌ရေးထားလျက်ရှိ၏မေနဟင်သည်ဘူဘီရိုနှင့်အိပ်ပျော်၍တားတော်ပေကာဟီသည် ခမဲတော်အရာ၌နန်းထိုင်၏ဤတေလဘရင်ပေကာဟီ ရှရရှင်ဘရင်ဩဇိနန်းဆန်90တွင်မိနဟင်တာပေဂါဟိတီနန်းထိုင်၍ရှမာရီမြို့၌ဣတိယီလာနိုင်ငံကိုနှစ်နှစ်ဆိုးဆန့်လေ၏ထိုမင်းသည်ထာဝရဘုရားရှိတော်၌ဒုစရိုက်ကိုပြု၍ဣတိယီလာအမျိုးကိုပြစ်မှားစေသောနိဗ္ဗတာရေရောပေါင်ဤဒုစရိုက်ပြစ်တို့ကိုမစုံဘဲနေ၏အမှုတော်ထမ်းတတ်မူရေမလီတာပေဂါသည် ေကာဟီမင်းတဖက်၌တင်းဖွဲ့၍အာဂောဘာနှင့်အေဟာအစရှိသောခီလက်ပြည်သားနားကျိတ်ပါလျက်ရှမာရီမြို့၌နန်းတော်ထဲမှတေအောင်လှုပ်ကြံ၍သူ၏အရာ၌နန်းထိုင်၏ပေကာဟီပြုမှုသောအမှုအရာကျွင်းလေသမျှတို့သည်ဣတယီလာရာဇဝင်၌ရေးထားလျက်ရှိ၏ဣတယီလာဘရင်ပေကာယူဒရှင်ဘရင်အောစီနန်းဆန်52နှစ်တွင် ရေမလီတာပေကာတီနန်းထိုင်၍ရှမာရီမြို့၌ဣတေလနိုင်ငံကိုအနှစ်20စိုးစံလေ၏ထိုမင်းသည်ထာဝရဘုရားရှိတော်၌ဒူးဆရိုက်ကိုပြု၍ဣတေလအမျိုးကိုပြစ်မှားစေသော နေဘတာရေရောပေါင်ဤဒူးဆရိုက်ပြစ်တို့ကိုမစုံမဲနေ၏ဣတေလရှင်ဘရင်ပေကာလက်ထက်အာရှူရီရှင်ဘရင်တိကလက်ပိလေတာတိလာ၍ ဣယုံမြို့အဘေလဘက်မာခာမြို့ယာနောမြို့ကေဒေရှာမြို့ဟာဇောမြို့နဲ့တကွကီလက်ပြည်ဂါလိလဲပြည်နက်တလိပြည်သားအပေါင်းတို့ကိုလှုပ်ကြံ၍အာရှုရှိပြည်သို့တင်သွား၏။ဩစီဒါယောဒန်နန်းဆန်20တွင်အီလာတာဟောရှိသည်ရှေမလိသားပေကာမင်းတစ်ဖက်၌တင်းဖွဲ့၍တေအောင်လှုပ်ကြံပြီးမှ သူ၏အရာ၌နန်းထိုင်၏ပေကာပြုမှုသောအမှုအရာကျွင်းလေသည်များတို့သည်ဣတရေလာရာဇဝင်၌ရေးထားလျက်ရှိ၏ရှုရဘယင်ယောသန်ဣတရေလာရှင်ဘယင်ရေမလီသားပေကာနန်းဆန်နှစ်တွင်ယူဒရှင်ဘယင်ဩဇီတာယောသန်သည်အသက်25နှစ်ရှိသောနန်းထိုင်၍ဂျေရုရှလင်မြို့၌ ီတရီလာနိုင်ငံကို16နှစ်စိုးစံလေ၏မေတော်ကစာထုတ်သမီးယေရုရှာအမိရှိ၏ထိုမင်းသည် ခမဲတော်ဩဇီကျင့်သမျှအတိုင်းထာဝရဖျားရှိတော်၌တရားတော်အမှုကိုပြု၏တို့ရတွင် မြင့်တော်အရတုကို မပယ်ရှားသောကြောင့်လူတို့သည်ထိုအရတု၌ရစ်ပူဆော်၍နန္တာပေါင်းကိုမိရှို့ကြ၏ထိုမင်းသည် ဗိမာန်တော်အထက်တကားကိုလှုပ်လေ၏ယောတန်ပြုမှုသော အမှုအရာကျွင်းလေသည်။တို့သည်ယူဒရာဇဝင်၌ရေးထားလျက်ရှိ၏ထိုကာလတွင်ထာဝရဖျားသည်ရှူရီရှင်ဘူရင်ရေစိန်နှင့်ရေမလီတာပေကာကိုယူဒပြည်သို့ဆေလွတ်တော်မူ၏ယောတန်သည်ဘိုးဘေးတို့နှင့်အိပ်ပျော်၍သူတို့နှင့်အတူအဖဒါဝိမျိုး၌တကြွချင်းကိုခံလေ၏ တားတော်အာခတ်သည်ခမဲတော်အရာ၌နန်းထိုင်၏ဓမ္မရာဇဝင် စတုထဆောင် အခန်းကြီး16ယူဒဘရင်အာခတ်ရှေမလီတာပေကာနန်းဆန်18နှစ်တွင်ယူဒရှင်ဘရင်ယောတန်သားအာခတ်သည်အသက်20ရှိသောနန်းထိုင်၍ယေရုရှလင်မြို့၌16နှစ်ဆိုးဆန့်လေ၏ထိုမင်းသည်အဖဒါဝိဒ်ကဲ့သို့မကျင့် ်ထာဝရဘုရားရှိတော်၌တရားတော်အမှုကိုမပြုဣတေယလာရှင်ဘရင်တို့လိုက်တော်လမ်းသို့လိုက်၍ထာဝရဘုရားသည်ဣတေယလာအမျိုးသားတို့ရှိမှနှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ယုံရှာပွဲထုံးစံအတိုင်းမိမိသားကိုမိဖြစ်ပူဇော်၏မြင့်တော်အယက်တောင်ပေါ်တစ်ပင်အောက်တို့၌ပူဇော်၍နန္တာပေါင်းကိုမိရှုတက်၏ထိုခါရှူရှင်ဘရင် ရေစိန်နှင့်ဣတရေလအရှင်ဘရင်ရေမလီတာပေကာသည်ဂျေရုရှလင်မြို့သို့စစ်ချီ၍အာခမင်းကိုဝိုင်းထားတော်လဲမနိုင်ရတို့ရတွင်ရှူရီရှင်ဘရင်ရေစိန်သည်အီလက်မြို့ကိုရှူရီနိုင်ငံသို့တွင်ပြန်၍ယူဒလူတို့ကိုနှင်ထုတ်သဖြင့်ရှူရီလူတို့သည် လာ၍ယနေ့တိုင်အောင်အီလက်မြို့၌နေကြ၏ထိုကြောင့်အာခတ်သည် အာရှုရရှင်ဘရင်တိတလက်ပိလေတာထံသို့တန်တမန်ကိုဆေလွတ်၍"ကျွန်ုပ်သည်ကိုတော်သားကိုတော်ကျုံဖြစ်ပါ၏"လာပါကျွန်ုပ်ကိုရံမက်ပြုသောရှုရရှင်ဘရင်နှင့်ဣတရေလရှင်ဘရင်လက်မှကေယူပါဟုတောင်းပန်၏တဖန်ဘိမှန်တော်၌လည်းကောင်းနန်းတော်ဘန္နာတိုက်၌လည်းကောင်းရှိသောရွှေငွေကိုယူ၍အာရှုရရှင်ဘရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏အာရှူရီရှင်ဘုရင်သည်နားထောင်၍တမတ်မျိုးတို့စစ်ချီ၍တိုက်ယူပြီးလျင်ကီသားတို့ကိုကီယာမျိုးတို့တိမ့်သွား၏ရေစိမ်မင်းကိုလည်းတက်၏အာခမင်းကြီးသည်အာရှူရီရှင်ဘုရင်ကိုခီးဥချုပ်ပြုခြင်းမှာဓမ္မတက်မျိုးတို့တွား၏ထုံမျိုးမှရှိသောရစ်ပလင်ကိုမြင်လျင်ပလင်ဘုံ အတိုင်းရှိတစားရှိသမျှကိုရေး၍ရှစ်ပရောဟိတ်ဥရိယထံသို့ပေးလိုက်၏ထိုတို့ဓမ္မတမျိုးမှာအခက်မင်းပေးလိုက်သမျှအတိုင်းရှစ်ပရောဟိတ်ဥရိယသည်အခက်မင်းမရောက်မီလုံနေပြီရှင်ဘရင်သည်ဓမ္မတမျိုးမှာရောက်လာတော်ခါထိုရစ်ပလင်ကိုမြင်၍ချင်းကက်သည်ဖြင့်မိရှုရာရင်နှင့်ဘောဇင်ပူဇော်တကားကိုမိရှု၏ တုံးလောင်းရာပူဇော်တကားကိုလည်းတုံးလောင်းဤမိတ္တဟာရာရစ်အသွေးကိုလည်းရစ်ပလင်ပုံမှာဖြန်းလေဤသာဝရဖျားရှိတော်၌ရှိတော်ကျေးဝါရစ်ပလင်ကိုဘိမှန်တော်ရှိရစ်ပလင်ကြီးနှင့်ဘိမှန်တော်ဆက်ကြအယက်မှရွှေ၍ရစ်ပလင်ကြီးမြောက်ဖက်၌ထား၏တပံရစ်ပရောဟိတ်ဥရိယကိုမှာထားသည်ကားနနက်မီရှုရာရစ်နှင့် ညစ်ဦးရန်ဘောဇင်ပူဇော်တကားရှင်ဘရင်မိရှုရာယင်းနဲ့ဘောဇင်ပူဇော်တကားပြည်သူပြည်သားမိရှုရာယင်းနဲ့ဘောဇင်ပူဇော်တကားတုံးလောင်းရာပူဇော်တကားတို့ကိုရစ်ပလင်ကြီးပေါ်မှာမိရှုလို့မိရှုရာရဲ့အစရှိတော်ရှင်မျိုးအသွေးကိုလည်းထူပလင်ပေါ်မှာဖြန်းလို့ခြေဝါရစ်ပလင်သည်ငါမင်းမြန်းစရာကိုရှိရမည်ဟုအခက်မင်းကြီးမှားထားသည်မအတိုင်း ရှစ်ပရောဟိတ်ဥရိယပြု၏အခက်မင်းကြီးသည်ခြေဝါခုံတစားတို့ကိုပယ်၍အင်တုံကိုလဲရွှေ၏ခြေဝါရေကန်ကိုလဲခြေဝါနွားတို့အပေါ်ကချ၍ကြောက်ခင်းပေါ်မှတင်ထား၏ဘိမှန်တော်၌ဥပုပ်ဆောင်စီရဖို့စောက်သောမန္တကူ၎င်းရှင်ဘရင်တက်ရာဆောင်းနှန်းကူ၎င်းအာရှုရှင်ဘရင်ကြောင့်ပယ်၏ အာခပ်ပြုမှုသောအမှုအရာကျွင်းလေသည်များလို့သည်ယူဒရာဇဝင်၌ရေးထားလျက်ရှိ၏အာခပ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍သူတို့နှင့်အတူဒါဝိမျိုး၌တကြိုချင်းကိုခံလေ၏တားတော်ဟေဇာပြည်သည်ခမဲတော်အရာ၌နန်းထိုင်၏ဓမ္မရာဇဝင် စတုထဆောင် အခန်းကြီး၁၇ဣတရီလဘယင် ဟောရှိ ယူဒရှင်ဘရင် အာခက်နန်းဆန်12နှစ်တွင်အီလာသားဟောရှိသည်နန်းထိုင်၍ရှမာရီမျိုး၌ဣတိယလနိုင်ငံကို၉နှစ်ဆိုးဆန်လေ၏ထိုမင်းသည်ထာဝရဘုရားရှိတော်၌ဒုစရိုက်ကိုပြု၏သို့တော်လည်းသူရှိမှဖြစ်ဘူးသောဣတိယလရှင်ဘရင်တို့ပြုသောဒုစရိုက်ကိုမမီထိုမင်းကိုအာရှုရီရှင်ဘရင် ရှာလမနေစာသည်စစ်ချီ၍ဟောရှိသည်ကြုံခံသဖြင့်အခွန်ဆက်ရ၏နောက်တဖန်နှစ်တိုင်းဆက်ရသောအခွန်ကိုမဆက်တွားအမိရှိသောအေဂုတ်တုရှင်ပရင်ထံသို့တန်တမန်ကိုဆေလွတ်၍ပုံကံမည်အကြံရှိသည်ကိုအာရှုရီရှင်ပရင်တိတဖြင့်ဟောရှိကိုဖမ်းဆီး၍ထောင်ထဲမှချုပ်ထားပြီးလျင်ရှမာရီမြို့ကြဆုံးခြင်း ဣတရီလပီတလျှောက်လုံးသူစစ်ချီ၍ရှမာရီမြို့သို့ရောက်တော်သုံးနှစ်ဝိုင်းထား၏ဟောရှေနန်းဆန်ကိုးနှစ်တွင်အာရှူရီရှင်ဘူယင်သည်ရှမာရီမြို့ကိုရပြီးလျင်ဣတရီလအမျိုးကိုအာရှူဟိပီသို့တိမ်းသွား၍ခောဆန်မြင့်နာ ဟာလာမြို့ဟာဘုံမြို့အစရှိသောမိဒီနိုင်ငံမြို့ရွာတို့၌ထား၏အကြောင်းမူကား အဂုတုပြည်နှင့်အဂုတုဖာယောဘရင်လက်ထဲကကဲနှုတ်တော်မူသောမိမိတို့ဖျားသခင်ထာဝရဖျားကိုဣတရီလအမျိုးသားတို့သည် ပြစ်မာ၍အခြားတစ်ပါးသောဖျားတို့ကိုယူသေးကြ၏သူတို့ရှိမှထာဝရဖျားနှင့်ထုတ်တော်မူသောတပါးအမျိုးသားတို့ထုံးစံနှင့်မိမိတို့ချီးမြောက်သော ရှင်ဘရင်တို့ထုံးစံသို့လိုက်ကြ၏မိမိတို့ဖျားသခင် ထာဝရဖျားတစ်ဖက်၌မတရားသောအမှုကို မထင်မရှားပြုကြ၏။ကင်းဆောင်သောမျှော်စင်ဖြစ်စေ၊ခိုင်ခန့်သောမျိုးဖြစ်စေ၊မျိုးရွာအလုံးစုံတို့၌မြင့်သောအရက်ကိုတီကြ၏။ရုတ်တုစင်တုနှင့်အာရှရောပင်တို့ကိုမြင့်သောကုန်းရှိသမျှတို့ပေါ်မှ၎င်း၊စိမ့်သောတစ်ပင်ရှိသမျှအောက်မှ၎င်းတီထောင်ပြုစုကြ၏။သူတို့ရှိမှသာဝရဖျားနှင့်ထုတ်တော်မူသောတပါးအမျိုးသားပြုတကယ်သူ မြင့်သောအယက်ရှိသမျှအပေါ်မှာနန္တာပေါင်းကိုမိရှု၍ထာဝရဖရာ၏အမျက်တော်ကိုနှိုးဆော်ခြင်းမှာအာတမအမှုတို့ကိုပြုကြ၏ထာဝရဖရာပညတ်တော်မူသောအမှုယုတ်တုစင်တုတို့၌ပူဇော်ခြင်းအမှုကို ပြုကြ၏တို့ရတွင်ထာဝရဖရာကအာတမလန်တို့ကိုရှောင်ကြလော့ငါသည်တင်တို့ဘိုးဘေးတို့၌ထားသောတရားငါ့ကြုံပြောဖတ်တို့ဖြစ် ပေးလိုက်သောတရားကို အကုန်စင်ကျင့်၍နတ်စီရင်ထုံးဖွဲ့ချက်တို့ကိုစောက်ရှောက်ကြလောဟုပရောဖက်များနှင့်အနာဂတ်ဟောဆရာများတို့ဖြင့်ဤတရီလအမျိုးယူရအမျိုး၌တည်တည်ခံတော်မူတော်လဲသူတို့သည်နာမထောင်မိမိတို့ဖျားသခင်သာဝရဖျားကိုမယုံကြည်သောဘိုးဘေးတို့လယ်ပင်ကဲ့သို့မိမိတို့လယ်ပင်ကိုခိုင်မာစေကြ၏စီရင်တော်မူချက် ဘူပေတို့နှင့်ဖွဲ့တော်မူသောပရိညင်သူတို့၌တသက်ခံတော်မူသောတသက်တို့ကိုပယ်၍အနတ္တတရားကိုကျင့်လျက်အချီးနှီးတသက်ဖြစ်ကြ၏အကျဉ်တပားမျိုးသားကျင့်တကယ်သူမကျင့်ကြနှင့်ဟုထာဝရဖရာပြည့်ညတ်တော်မူ၏ပတ်လည်၌နေသောထိုမျိုးသားနောက်သို့လိုက်ကြ၏မိမိတို့ဖရာသခင်ထာဝရဖရာ၏ပြည့်ညတ်တော်ရှိသမျှတို့ကိုစုံ၍နွားတငယ်ကြီးဟုသော တုံတော်ယုတ်တုနှင့်အာရှရာပင်ကိုလောက်ကြ၏မိုးကောင်းကင်တစားများကိုကူးကွယ်၍ဘာလဖျားကိုလည်းဝတ်ပြုကြ၏တာသမီတို့ကိုမိဖြစ်ပူဇော်ကြ၏နဝိဇာအတက်ပြူစားသောအတက်ကိုတုံးဆောင်၍ထာဝရဖျား၏အမျက်တော်ကိုနှိုးဆော်ခြင်းမှာရှေ့တော်၌ဒူးဆရိုက်ကိုပြုမိဟုကိုကိုရောင်းကြ၏ထိုကြောင့်ထာဝရဖျားသည် ဤတေလအမျိုးကိုပြင်းစွာ အမျက်ထွက်၍မျက်မှောက်တော်မှပယ်ရှားတော်မူ၏ယူဒအမျိုးမှတပါအခြားသောအမျိုးမကြံကျွင်းရယူဒအမျိုးမူကားမိမိတို့ဖျားသခင်ထာဝရဖျားဤပညာတရားတော်ကိုမဆောက်ဤတေလအမျိုးလိုက်သောထုံးစံတလီသူလိုက်ကြ၏ထာဝရဖျားသည်လည်းဤတေလအမျိုးရှိသမျှကိုရှင်ရှား၍မျက်မှောက်တော်မှမနှင်ထုတ်မိတိုင်အောင်တန်ခတ်တော်မူ၏ လူရက်တော်သူတို့လက်၌အတော်မူ၏ဣတေလအမျိုးကိုဒါဝိမင်းမျိုးမှဆုတ်ခဲ၍သူတို့သည် နေဘက်ဤသားရေရောပေါင်ကိုရှင်ဘရင် အရာ၌ခံထားကြ၏ရေရောပေါင်သည်လည်းထာဝရဖျားနောက်တော်သို့လိုက်ရလမ်းမှဣတေလအမျိုးကိုလွှဲစေ၍ဒုစရိုက်ကြီးကို ပြုစေ၏တို့ဖြစ်၍ရေရောပေါင်ပြုသောဒုစရိုက်လမ်းသို့ ဣတေလအမျိုးသားတို့သည်အစဉ်တစိုက်လိုက်ကြ၏ထာဝရဖျားသည်မိမိကျုံပရောဖက်အပေါင်းတို့ဖြင့်မိတ်တော်မူသည့်အတိုင်ဣတေလအမျိုးကို မျက်မှောက်တော်မှပယ်ရှားတော်မမူမီတိုင်အောင် သူတို့သည်ထိုတူးဆရိုက်ဖြစ်ကိုမရှောင်ဘဲလိုက်ကြ၏ထိုကြောင့်နေရင်းပြီမှ အာရှုကြီးပြည်သို့တင်သွားခြင်းကိုယနေ့တိုင်အောင်ခံရကြ၏အာရှုကြီးတို့အတိတ်ကြနေထိုင်ခြင်း အာရှူရီရှင်ဘရင်ဒီလေဘာဘူးလုံးမျိုးသားကုတမျိုးသားအဝါမျိုးသားဟာမတ်မျိုးသားတေဖရဝေမျိုးသားတို့ကိုဆောင်ခဲ့၍ရှမာရီမျိုးရွာတို့တွင်ဣတေလအမျိုးသားကိုစားထားသဖြင့်ထိုလူတို့သည်ရှမာရီမျိုးရွာတို့ကိုတင်းယူ၍နေရာကျကြ၏နေရာကျစကထာဝရဖျားကိုမယိုသေးသောကြောင့် ရှင်သေးတို့ကိုစေလွတ်၍အချို့တို့ကိုကိုက်စေတော်မူ၏ထို့ကြောင့်အချို့တို့ကကိုယ်တော်ပြောင်းစေ၍ရှမာဤမျိုးရွာတို့၌ထားတော်မူသောလူမျိုးမျိုးတို့သည် ထိုပြည်ဆောင်ဖျားဤတရားကို နားမလည်သောကြောင့်ထိုဖျားသည်ရှင်သေးတို့ကိုစေလွတ်၍နေရာကျသောသူတို့ကိုတပ်ပါသည်ဟု အာရှူရီရှင်ဘရင်အားလျှောက်ကြသောအာရှူရီရှင်ဘရင်က ထူပြီမတင်ခဲ့တော့ရေပရောဟိတ်တယောက်ကိုပြန်ပို့ချသူဒီတွား၍ထူပြီဆောင်ဖရာဤတရားကိုတုန်တင်လျက်နေပါလိစေဟုမိတော်မူသည့်အတိုင်းရှမာရီမြို့မှတင်ခဲ့တော့ရေပရောဟိတ်တယောက်သည်ပြန်၍ဗေဒလာမြို့၌နေလျက်ထာဝရဖရာကိုအဘယ်သို့ယူတည်ရမည်ကိုတုန်တင်လေ၏သို့တော်လေထူလူမျိုးအတီးတီးတို့သည်မိမိတို့ဖရာကိုလုံ၍ နေရာကျသောမြို့ရွာတွင်မြင့်သောအရက်ပေါ်မှရှမာရီမြို့သားလုံနှင့်သောအိမ်တို့၌တင်ထားကြ၏ဘာဘူးလုံမြို့သားတို့သည်တုကုတ်ပေနှုတ်ဖျားကုသမြို့သားတို့သည် နေရကာလဖျားဟာမတ်မြို့သားတို့သည် အရှိမဖျားအာဝါမြို့သားတို့သည်နိဗဟာဇဖျားနှင့်တာတက်ဖျားကိုလုံကြ၏တေဖရာဝေမြို့သားတို့သည်လည်း ေဖရဝေမျိုးဆောင်ဖရာအာဂျမ်မေလက်နဲ့အာနန်မေလက်ဖရာတို့အားတာသမီကိုမိရှို၍ပူဇော်ကြ၏ထာဝရဖရာကိုလည်းယူတည်၍တာမညလူတို့ကိုမြင့်တော်အရက်ရေပရောဟိတ်အရာ၌ခံထားသဖြင့်သူတို့သည်မြင့်တော်အရက်အိမ်တို့၌လူများဖို့ရေပူဇော်ကြ၏ထို့သောထာဝရဖရာကိုယူတည်ကြ၏ တိမ်သွာခြင်းကိုခံရသော လူမျိုးပြုတကယ်သူမိမိတို့ဖျားကိုလည်းဝတ်ပြုကြ၏ယနေ့တိုင်အောင်ရှီထုံးဆန်တလေးသူလိုက်ကြသည်ဖြစ်၍ထာဝရဖျားကိုယူတရာမရောက်ဤတေလအမျိုးခံရသောစီရင်ထုံးဖွဲ့ချက်တို့ကိုမဆောက်ဤတေလအမိဖြစ်တမုတ်သောယာကုပ်မျိုးသားတို့၌ထာဝရဖျားထားတော်မူသောပညာတရားတို့ကိုမကျင့်ဘဲနေကြ၏ထာဝရဖျားသည်ထိုမျိုးသားတို့နှင့်ပဒိညာဉ်ဖွဲ့၍ သင်တို့သည်အခြားတစ်ပါးသောဖျားတို့ကိုမယုံသေး။ဥမညွတ်ဝမပြုတ်ရှင်းမပူဇော်ရ။သင်တို့ကိုကြည်တော်တကူဆန့်တော်လက်ယုံတော်အားဖြင့်အကုတ်တုပြီမှကဲနှုတ်တော်မူသောထာဝရဖျားကိုသာယုံသေးကိုကိုွယ်၍ရစ်ပူဇော်ရမည်။သင်တို့အဖို့ရေးထားတော်မူသောစီရင်ထုံးဖွဲ့ချက်ပညာတရားတို့ကိုအစဉ်အမြဲစောင့်ရှောက်ရမည်။အခြားတစ်ပါးသော ဖျားတို့ကိုမယူသေးရတင်းတို့နဲ့ငါဖွဲ့သောပရိညင်ကို မမေ့လျော့ရအခြားတစ်ပါသောဖျားတို့ကိုမယူသေးရတင်းတို့ဤဖျားသခင်ထာဝရဖျားကိုသာယူသေးရမည်တို့ပြုလျင် ရန်သူအပေါင်းတို့လက်မှကဲနှုတ်တော်မူမည်ဟုမှားထားတော်မူတော်လဲသူတို့သည်နားမထောင်ရှေးထုံးဆန်တလေးတို့လိုက်ကြ၏ထိုလူမျိုးမျိုးကိုယ်တိုင်မှဆ၍တာမြင့်မြတ်တို့သည် ထာဝရဖရာကိုယုံကြည်ကြ၏ယုတ်တုစင်တုတို့ကိုလည်းဝတ်ပြုကြ၏မိယိုဖလာတို့လိုက်၍ယနေ့တိုင်အောင်ကျင့်နေကြ၏ထာဝရဖရာကိုသာယုံကြည်စိတ်ကတ်သောမိတ်ဆွေအပေါင်း၌ထာဝရဖရာ၏ငြိမ်သက်ခြင်းသည် အစဉ်တရှိမြဲတရှိတည်နေပါစေသော အာမင်